အားလုံးတာလီဆိုပါဒီကနေ့မေလာဆင်းရဲနဲ့ရိန်ဂျာရခိုင်တဲ့ထဏာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မင်းစင်ကတင်ဆက်ပေးသမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသမယ့်သတင်းတွေထဲမှာတော့မေဆမောက်ပြုလုပ်ခဲ့တဲ့ဆရာဦးလာစွာရဲ့ကုလန်ချင်းအမှုဖယ်အခမ်းအနားမှာသူ့ကိုရှင်မင်းတို့ရဲ့သူတွေကတက်ရောက်ဂုဏ်ပြုခဲ့တဲ့သတင်းရခိုင်မှာလေဂျာအန်ဒီအကြောင်းစာတင်ကြောက်ကိုဗဟုပြုတဲ့ပညာရေးစနစ်ကိုကျင့်သုံးဖို့ခက်ခဲနေတဲ့သတင်းနဲ့မတိုက်ချောက်အခြေဆိုင်အမဲ344အမြောက်တဲကာကင်စခန်းတွေကို အေအေနဲ့ပူပေါက်တဲ့ဖွင့်တွေကဝင်ရောက်တက်ခိုက်ခဲ့တဲ့တဲ့နဲ့အပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့နဲ့ကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကွေလင်တပ်ဖွဲ့ပြီးဖြစ်တဲ့ဆရာဦးလာဆော့ခေါ်ခပြားဆရာမောက်ခိုင်အောင်ခုနှစ်ဆင်းနေရဲ့အောက်မုတ်ဖွေအခမ်းအနားကိုဒီလာစစ်တီးယန်းကြီးကမေးဆောင်မှပြုလုပ်ခဲ့ပြီးသူ့ကိုလေးစားကြည်ညိုတဲ့သူတွေကတက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ဦးလာဆော့ရဲ့နိုင်ငံရေးအခြေရောကျွန်တော်တို့လူငယ်တွေရဲ့ရင်သွင်းထဲမှာဘလောက်အတိုက်အခံတွေရိုက်ခတ်နေတယ်လို့ဆိုတာကိုပြတာဖြစ်တယ်။ ကျွန်တော်တို့တော့မသတိမမူတဲ့ဟာကိုဒီလူငယ်တွေသတိမမူပြီးတော့မှနော်ဒါမျိုးလုပ်ရမယ်ဒီလောက်လူတွေကိုစုအချင်းတို့တွင်းမှာစုစည်းနိုင်တယ်ဆိုတာသူတို့ရဲ့အဲ motivation တွေကလာလဲဆိုတော့ဦးလှဆိုတဲ့နိုင်ငံရဲ့ influence ကလာတယ်တို့ရေဘွားတက်တဲ့တခြားတိုက်ပြင်းတဲ့လူမျိုးတို့ပေးဆက်အနေနာခံမှုတွေပေါ်မှာထရဂုံပြုခဲ့ကြတာဖြစ်တယ်လို့ပြီးရပါတယ်ဒီအောက်မှုဖေအခမ်းအနားကို ASYC အပါဝင်ရခိုင်နိုင်ငံရေးသမားတွေနဲ့စာပေသမားတွေကဥစားကျင်းပခဲ့ပြီး ရခိုင်လူမျိုးတွေနဲ့မြန်မာနိုင်ငံနဲ့လူမျိုးရေးနေပြည်အသီးသီးကလူတွေတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကိုတက်ရောက်လာတဲ့ရခိုင်ပြည်မြို့သားကောက်စီရခိုင်ပြည်တက်မတော် ANCA ကဘုံမှုချင်းမဲထန်းကရခိုင်လူဖွေးစစ်တီကဦးဦးလာစွာခေါင်းစဉ်နဲ့အမတ်တရားစကားပြောကြားတော့ခဲ့ပါတယ်။ဦးဦးလာစွာအောင်မွေဖွေးအခမ်းအနားမှာရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ARD ကအထွေထွေတွင်မှုဦးမျိုးကျော်ကလည်းအမတ်တရားစကားပြောကြားခဲ့ပါတယ်။ဦးလာစွာကွလန်ချင်းအောင်မွေဖွေးအခမ်းအနားကိုမေဆောက်ကရခိုင်မြို့သားတွေအပြင် ဦးဝလာစောရဲ့နိုင်ငံရဲ့မိတ်ဆွေတိုက်ဝိုက်တယ်တက်ကြွလှူချသူတယ်တက်ရောက်ခဲ့ကြပြီးဆရာဦးဝလာစောကဂုံပြုကြပြတယ်ရက်ဖက်ခဲ့ကြပါတယ်စစ်ကောက်စီရဲ့လေကြောင်းအန်တီကြောင်းရခိုင်မှာစာတင်ကြောက်ကိုဗဟုပြုတယ်ပညာရေးစနစ်ကိုကောက်တယ်ဖို့ဖို့ခက်ခဲနေသေးတယ်လို့ပညာရေးအတိုက်ဝိုက်တွေကသိရပါတယ်ပါလီဇောပါအရှိရောလာလာနွေရပါလေ စိတ်ရှုံးနေတဲ့စိတ်ကောက်ကြီးဟာသူတို့လာလက်ထားတဲ့ရခိုင်ပြည်တွင်ကစာတင်ကြောက်တွေပါဝင်ဘာသာရေးအဆောက်အုံတွေစေယုံစစ်ခဲတွေနဲ့လူနေကျိုးော်တွေနဲ့လူနေထူးတဲ့မြို့ော်တွေကိုမကြခဏလေကြောင်းကနေပုံကေးတိုက်ခိုက်နေတဲ့အတွက်ဂလေးသူငယ်တွေပါဝင်အရေးသားတဲ့တည်ဆုံမှုဒဏ်ရာရှိမှုတွေများပြနေပါတယ်အခုလည်းအခြေအနေတွေကြောင့်ရခိုင်ကြောက်သားကြောက်သူတွေတော့ စာတင်ကြောက်ကိုဗဟုပြုတဲ့ပညာရေးစနစ်ကိုမကျက်သုံးနိုင်သေးပဲဖြစ်နေပြီးအဆင်ပြေတဲ့နေရာတွေမှာကြူချင်းစနစ်နဲ့တန်ကြားပြသနေရတယ်လို့ဆာဆာမအပိုင်ဝဲတွေကပြောပါတယ်စစ်ကောက်စီရဲ့တိုက်ခိုက်မှုကြောင့်အခြေခံပညာစာတင်ကြောက်တွေဖွင့်လဲနိုင်တာမရှိသေးပြီမဲ့ပညာရေးကဏ္ဍလိုက်ဟာမှုမရှိစေဖို့အတွက်အရဟပြည်သူတွန်ရင်အစိုးရနဲ့ဆာဆာမနဲ့ပူပေါင်းပြီးတော့ရခိုင်ကလွန်မြောက်နေမိတယ်မှာပြီးခဲ့တဲ့2024ခုနှစ်ကစပြီးတပ်သူကြသားတွေကိုနေလန်မျိုးစုနဲ့ပညာတန်ကြားပေးနေတယ်လို့သိရပါတယ် ရခိုင်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေအီဘီလာအထိလေးလအတွင်းစစ်ကောက်စီရေလေကြောတိုက်ခိုက်မှုတွေကြောင့်အရဲသား114ယောက်တည်ဆုံပြီးအယောက်190လောက်ဒဏ်ရာရရှိခဲ့တယ်လို့ Ranger တရင်ထဏာရေးကောက်ယူထားတဲ့ဇယန်တွေအရသိရပါတယ်ခင်ဗျာ EOD တိုင်ငါတိုင်ချောင်းဝဲလက်ပေါ်မှာတည်ရှိတဲ့အမဲ344အမြောက်တင်းရင်ရဲ့ကာကွယ်စခန်းတွေကိုအရောဟာတက်တော် AA နဲ့ပူပေါက်တက်ဖုံးကတွေကမဲလာစစ်တရဲနေ့မှာဝန်ရောက်တိုက်ခိုက်ခဲ့တယ်လို့တရင်ရရှိပါတယ် အမြောက်တရံ3544ရေကကင်းစခင်းတွေကိုအေးနဲ့ပူပေါက်တက်ဖွင့်ဝင်တွေကမနေ့ကနေ့လယ်7နာရီလောက်မှာစတင်တိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းအေးမဲတယောက်ကပြောပါတယ်အကြအဆုံးအထိခိုက်နဲ့တိုက်ပွဲဘလို့အခြေအနေရှိနေလေဆိုတာကိုမသိရသေးပါဘူးအဲ့ဒီအမဲ3544ရေတရံရဲ့ကကင်းစခင်းတွေကိုအေးနဲ့ပူပေါက်တက်ဖွင့်ဝင်တွေကတိုက်ခိုက်နေရှိမှာပဲစစ်ကောက်စီကဂျက်ပိုက်တာလိန်နဲ့တိုက်ပွဲဖြစ်ပေါ်ရာနေရာအနည်းပင်ဝန်းကျင်ကိုတုံးကျင်တိုက်တိုက်လာရဘုံကြီးချခဲ့တယ်လို့သိရပါတယ် ဧရာဝတီတိုင်းအတွင်းအေနဲ့ပူဖောက်တဲ့ဖွင့်တယ်ထိုးဖောက်ဝင်ရောက်နေတာကြာနေပြီဧရာဝတီတိုင်းပသိမ်ခရိုင်ရေကျေမြို့နယ်နဲ့လင်းမင်းနာမြို့နယ်တွေအတွင်းစစ်ကောက်စီတဲ့ဖွင့်တွေနဲ့ထိထိတိုက်ပွဲတွေလည်းမကြာခဏဖြစ်နေတယ်လို့သိရပါတယ်ခင်ဗျာဒီကနေ့အရှိထားတဲ့ခိုင်တဲ့တဲ့တွေကိုတန်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာတဲ့တွေကိုဆက်ပြီးတန်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည်တွင်းတဲ့တဲ့ဘောအနေနဲ့ကတော့ ရှမ်းပြည်နယ်အတွင်းမြို့နယ်၄ခုအထိတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရှမ်းညီနောင် CB ကရှမ်းပြည်နယ်နဲ့ရှမ်းအမျိုးသားလုံးကာကွယ်ပေးနိုင်တဲ့တက်မတော်တရက်ဖွေးစည်းနိုင်ရဲ့အတွက်အခြေခံမူတွေကိုရှားမဲ့ခဲ့တယ်လို့တင်ပြရရှိပါတယ်။ဧပြီလ26ရက်နေ့ကနေ29ရက်နေ့အထိလွဲမြောက်နေမယ့်နေရာတစ်ခုမှာကျန်းပါပြုလုပ်ခဲ့တယ်။ရှမ်းညီနောင်မြေပြင်အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ဧပြီလ7ရက်နေ့နယူးဇီလန်ထောက်ပံ့ရာမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုကိုစီလီ36ရက်ကတက်ရောက်ခဲ့ပြီး တမတော်တရားဖွေးစည်းရေးအပါဝင်အချက်၄ချက်ကိုတဖို့တူညီမှုရှာမျက်နှာခဲ့ပါတယ်။ရှမ်းပြည်သားလုံးစေလုံးညီငယ်ရင်းနဲ့အနာဂတ်မှာရှမ်းပြည်သူလူထုတရားလုံးကိုကိုစားပြုတဲ့ရှမ်းပြည်သူအစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်တဲ့လုံးညီညာရှင်တရားမျှတရှင်ကိုကကမာကိုဖန်တီးနိုင်ရှင်စတာတွေကိုဆက်လက်အောက်တွေဖော်ဆောင်ဖို့တဖို့တူညီခဲ့ကြတယ်လို့သိရပါတယ်။ရှမ်းညီနောက် CB ဟာရှမ်းပြည်နယ်ထေကမွန်တဲမတူပြီးကမ်ပါလန်နဲ့ဖလန်တို့ကိုတိုက်ခိုက်သိမ့်ပိုက်ထားပါတယ်ခင်ဗျာ။ နိုင်ငံတကာသတင်းတပေါ်အနေနဲ့ကတော့ယူကရိန်းနဲ့ညီချင်းရဲ့ဒါယက်ဆွေးနွေးဖို့ပူတင်ကအဆိုပြုလုပ်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ရုရှားနဲ့ယူကရိန်းစိုက်ပွဲတုံးနေကြချိန်မှာယူကရိန်းနဲ့ညီချင်းရဲ့ဒါယက်ဆွေးနွေးဖို့ပူတင်ကအဆိုပြုလိုက်ပြီးဇလန်စကီကလည်းပူတင်ရဲ့အဆိုပြုချက်ကိုသဖို့တူလက်ခံပြီးမှမော်စကိုဘက်ကအပြစ်ခဲရဲစေးကိုလိုက်နာဖို့လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ဟာယူကရိန်းနဲ့ဖြစ်ပေါ်ခဲ့တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ရည်ပြီးဒါရိုက်ဆွေးနွေးမှုတွေကိုစတင်ဖို့မေလ၁ရက်နေ့မှာတရားဝင်အသိပေးပြောဆိုခဲ့ပါတယ်။ယူကရိန်းရဲ့ငင်းချင်းရေးကိုတူရကီနိုင်ငံအစံတပ်ဘူးမှလာမယ့်မေလ၁၅ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ပူတင်ကအဆိုပြုခွင့်ပေးမယ်။ရုရှားမှာတည်နေနိုင်မယ့်ငင်းချင်းရေးရရှိဖို့အတွက်ဆွေးနွေးပွဲကိုစတင်ဖို့ပူတင်ကပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းရုရှားနဲ့ယူကရိန်းတို့အတွက်မင်္ဂလာရှိတဲ့နေ့တင်နေ့ဖြစ်တယ်လို့ မတ်ချက်ပြီးပြောဆိုခဲ့ပါတယ်ခင်ဗျာနွေဇာတရင်ဌာနကဒီကနေ့တရင်တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းထူးခြားတဲ့တရင်တွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နွေဇာကထုတ်နေတဲ့တရင်တွေကို www.nuinza.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နွေဇာရုပ်သင်ကိုအားပေးကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျေးမှချွန်လန်းကြပါစေခင်ဗျာ